ကျောင်းဆယ်ကမိသားစုနဲ့စုကားတစီးတဲ့နဲ့ခရီးအတူသွားရင်အဆက်အသွယ်မရောက်ပြဆုံးနေတဲ့ဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းဒေသကြီးကျောင်းဆယ်မျိုးကမိသားစုနဲ့စုဟာပကံညာဦးပုတ်ပါကိုကားတစီးတဲ့နဲ့အတူတူခရီးသွားရကနေအဆက်အသွယ်မရဘဲပြဆုံးနေတယ်လို့မိသားစုဝင်တွေနဲ့နှိဆက်သူတွေထံမှသိရှိရပါတယ်ပြောက်ဆုံးနေသူတွေဟာကျောက်ဆယ်မျိုးကေကေဖနက်ဆိုင်မှာဥထုံးနိုင်ဇနီးဖြစ်သူမက်ကီတီအောင်တားဖြစ်သူမောင်ဟယ်ရီနိုင်နဲ့ ကျောက်ဆယ်မျိုးညောင်ရွှင်ရွာနေမခင်နှင်းဝေမတင်းတင်းမြတ်နဲ့တားဖြစ်သူမောင်ဆိုင်လင်းလက်တို့ဖြစ်တယ်လို့သိရပါတယ်။၎င်းတို့မိသားစုနှစ်စုဟာတစောင်းတိုင်းပရက်ဖြစ်တဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ၂ရက်နေ့ကပကံညာဦးပုပ်ပါဘက်ကိုကားနံပါတ် 7M9611 နဲ့ဖျားဖူးခရီးထွက်သွားခဲ့ကြတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီကားနဲ့အတူ6ယောက်စလုံးအဆက်အသွယ်မရပျောက်ဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။ အခုချိန်ထိတော့ဘာတဲင်းမှမရသေးဘူးသူတို့ကတ냐အိတ်ပဲဆိုပြီးတော့ပကံကိုထွက်သွားလိုက်ကြတာနိုဝင်ဘာလ၂ရက်နေ့ကလေးကဆက်သွယ်မရတော့တာဖုန်းတွေလည်းအကုန်လုံးဆက်ပိတ်ထားတယ်။သွားကြတာကတော့လူကြီး၄ယောက်ကလေး၂ယောက်ပါလို့ပျောက်ဆုံးနေတဲ့မိသားစုဝင်တွေနဲ့နှိဆက်သူတအူးကပြောပါတယ်။ လက်ရှိမှာ၎င်းတို့ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီးမိသားစုဝင်တွေကသက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာလူပျောက်တိုင်ကြားထားတယ်လို့သိရပြီးပျောက်ဆုံးနေသူတွေကိုရှာဖွေနေဆဲဖြစ်ကအခုချိန်ထိထူးခြားမှုမရှိသေးဘူးလို့လည်းသိရပါတယ်သူတို့နဲ့နောက်ဆုံးဆက်သွယ်ရတဲ့အချိန်ကသူတို့ပုံပါဘက်သွားနေတယ်လို့ပြောတယ်။နိုဝင်ဘာလ၂ရက်နေ့ကပေါ့။အဲဒီနောက်ပိုင်းအဆက်သွယ်ပြတ်သွားတာ။ဖုန်းတွေအကုန်လုံးလဲဆက်ပိတ်သွားတယ်။အွန်လိုင်းလည်းမတက်တော့ဘူးလို့သူကဆက်လက်ပြောပြထားပါတယ်။ ရောက်ဆုံးသူတွေနဲ့အတူတံမိုးကြီးပစ္စည်းတွေလည်းပါသွားတယ်လို့သိရပြီးပြီးခဲ့တဲ့ငလင်ကြီးမှာအိမ်ပြိုကျထားတာဖြစ်တဲ့အတွက်သွားလျာနေရာတိုင်းကိုအရေးကြီးပိုင်ဆိုင်မှုတချို့ယူဆောင်သွားလိရှိတယ်လို့လည်းဆိုပါတယ်အခုသူတို့ပြောင်းနေတာတပတ်လောက်ရှိနေပြီဆိုတော့တခုခုဖြစ်တယ်ဆိုရင်လည်းဘာပဲဖြစ်ဖြစ်တည်င်းလေးပါလေးတော့ကြားရမှာပေါ့အခုကဘာတည်င်းအစားအနာမှကိုမကြားရဘဲနဲ့ပြောင်းနေတာဆိုတော့တော်တော်တော့ထူးဆန်းနေတယ်အားလုံးကလည်းစိတ်ပူနေကြတယ်လို့ပြောပါတယ် ဒါကြောင့်ပကံညာဦးပုပ်ပါဘက်ကဒေတာကန်တွေအနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝိုင်းဝန်းစုံစမ်းပေးဖို့အတွက်လည်းမိသားစုဝင်တွေကတောင်းဆိုထားကြပါတယ်။အခြေအနေတစုံတရာထူးခြားမှုရှိပါကလည်းမိသားစုဝင်တွေရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့09971500501 09753820910တို့ကိုဆက်သွယ်ပေးကြပွဲအတွက်လည်းမိသားစုဝင်တွေကအကူအညီတောင်းခံထားပါတယ်။